ကံဘလူးဇီကုံမြို့ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုရဲရရှိများအပါအဝင်ရဲ6ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိလက်နက်12လက်သိမ်းဆဲရရှိပြီးရဲစခန်းတစ်ခုလုံးကိုမိရှို့ရှင်းလင်းစကိုင်းတိုင်းကံဘလူးမြို့နယ်ဇီကုံမြို့ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာရဲရရှိငယ်များအပါအဝင်ရဲ6ဦးသေဆုံးပြီး၄ဦးအရှင်မိကလက်နက်12လက်သိမ်းဆဲရရှိခဲ့ကြောင်းဒူဝန်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသွားပါသည် ယမန်နေ့စက်တင်ဘာလ18ရက်နေ့ညနေ3နာရီခန့်တွင်ကမ်ဘလူးမြို့နယ်ဇီကုံမြို့ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုသည်မိနစ်ပိုင်းလာကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှရဲဘော်လေးနှင့်ရဲတပ်သားများအပါအဝင်6ဦးသေဆုံးခဲ့ကြောင်းထို့ပြင်ဗိုလ်လေး2ဦးရဲတပ်သား2ဦးရဲမိသားစုဝင်4ဦးနှင့်အချုပ်သား3ဦးတို့ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။ တိုက်ပွဲအတွင်းရဲများထံမှ G3 တနက်ကိုလက်ကြီးလေးတနက်တလက် AA 15တနက်တလက်နဲ့ပစ္စတိုတနက်တလက်တို့တင်ဆက်ရရှိခဲ့ပြီးရဲစခန်းအတွင်းရှိအဆောက်အဦများကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရပါတယ် ဇီးကုန်းမြို့ရဲစခန်းကိုကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာအရာရှိငယ်များအပါအဝင်ရဲ6កောင်တေဆုံးပြီးရဲ4កောင်ရှင်မိတယ်ကျန်တဲ့ဖမ်းဆီးရမိသူကသူတို့ရဲမိသားစုဝင်တွေနဲ့အချုပ်သားတွေပေါ်လက်နက်12လက်သိမ်းဆည်းရရှိခဲ့တယ်တိုက်ပွဲကမိနစ်ပိုင်းလောက်ပဲကြာတယ်ဟုဒူဝန်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုကမ်ဘလူခရိုင်ဘက်ကဖစစ်ကြောင်းမှဥဆောင်၍ရေဦးဒူဝန်ဘက်ကဖနှင့်နယ်မြေခံဘက်ကဖများကပူးပေါင်းလုံဆောင်ခဲ့ကတော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်